မြန်မာနိုင်ငံမှာနာဆာကကျင်းပမဲ့ရွေးကောက်ပွဲအပေါ်ပြည်ရင်းနိုင်ငံရေးသမားတွေနဲ့ပြည်ပနိုင်ငံတွေကြားရှုမြင်ပုံမတူညီပဲသဘောထားကွဲလွဲနေကြတာကိုတွေ့ရပါတယ်။နိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးသမားတွေအားဖန်ဆီးထားပြီးနာဆာကမှရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေခြင်းဟာတိုင်းပြည်မတည်ငြိမ်မှုကိုဥတီနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Miss Julie Viro က2025ခုနှစ်ဇွန်လ9ရက်မှာကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလွတ်သဘောဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ် မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားဟာ2020ရွေးကောက်ပွဲမဲမတမာမှုဆိုတဲ့ကိစ္စကြောင့်ပေါ်ပေါက်လာတာဖြစ်ပြီးလူလူဟာအ धिक ဆုံးဖြတ်ပေးရမယ့်တာဝန်နေရာမှာရှိနေတယ်လို့ရခိုင်ဥဆောင်ပါတီ AFP မှဥက္ကရာဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ် AFP ပါတီဟာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာနှာစကကျင်းပမယ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့နိုင်ငံရေးပါတီမှတ်ပုံတင်ထားပါရယ်အများအားဖြင့် လစ်ဘရယ်ဒီမိုကရေစီကိုပိုင်ဆွေးတဲ့နိုင်ငံတော်တော်များများကတော့ NLDS နော်အလုံးမကဖြစ်သွားတော့ဒီစီရန်လည်းဒီလိုပဲနှစ်နှစ်ခွေကိုနေတဲ့ပုံပေါ့ကေဒီစီရန်ဒီတော့မှလေလစ်ဘရယ်ဖက်ကဩဇာရှိတဲ့ခြံနော်ဒီဖက်ကကုန်းမြင်ဆက်ဆက်တဲ့ခြံဟိုဒါချမ်းပြင်းလေးတုံးတက်လို့ဒီလိုပဲရမှာချင်းမြန်မာနိုင်ငံရဲ့အိနီဘာချင်းနိုင်ငံတွေရဲ့နော်မြန်မာနိုင်ငံပို့ဆိုရင်စိတ်ကရင်းချပါတယ်နော်ကုလသမဂ္ဂဆိုတာလေလက်ဝေခံတက်တက် အဲ့တော့မြန်မာနိုင်ငံရရဲ့လက်ရှိအနေအထားအချင်းချက်ကမထောက်မစီနော်ရွေးကောက်ပွဲနေမတမပုံဆိုတဲ့ဥစ္စာကြောင့်ပေါ်ပေါက်လာတာလို့ခြေခံဥပဒေကိုအခြေပြုပြီးမှအာဏာရယူပြီးတဲ့နောက်ဆက်ထပ်ကဒီတိုင်းလေးရက်တည်တာဘာရကြောင့်မင်းမတက်မလို့ဖြစ်တယ်ကုပ္ပဆွေတုပ္ပဆွေနောက်ဆုံးလူတို့ဒီအနေဆက်ခံရတာပေါ့ ဆိုတော့လူတို့ဒီအဓိကဆုံးဖြတ်ပြရမယ်နေခါမှရှိတော့ပေါ့အဲ့ဒီအပြင်လူတို့ရဲ့အခြေအနေကိုပြန်လည်လေ့လာကြည့်ပါကမြမနိုင်ငံ ရေးကိုမြင်မြင်ထွက်ပေါက်ရှိလာစေခြင်းနဲ့ဆန္ဒရှိနေကြကြောင်းသူကပြောပါတယ်သူရဲ့နေထိုင်ကိုပြန်ကြည့်ရခါမှကဘာတစ်ခုလုံးမှဖြစ်နေတဲ့ပဋိပက္ခကိုကျွန်တော်တို့နိုင်ငံရဲ့ဒီလင်းပဋိပက္ခကိုစုံကြိုးလို့ပြောချင်တယ်ကြည့်ရင်တော့ခပ်ပေါက်ရှာကြတာပေါ့အဲတော့မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ တရှိအချင်းချက်ကိုဘလို့ကြိုဖြတ်မှလည်းဆိုရဲအယူဆလေးကိုဟိုတက်ဒီပဲလောဆွေးကြတာပေါ့ခုနစစ်ဘေးကြောင့်ဖြစ်ဖြစ်တခြားနော်ငလျင်ဘေးကြောင့်ဖြစ်ဖြစ်နော်ဟိုအချက်တည်းကြီးစီဝါရီဒီမုန်ရဒုက္ခပဲနောက်ဆက်ပြီးပါလာတဲ့ပိတ်ဆို့ပုံတွေဒီပဲပြိတ္တခါပဲဒီလိုဒုက္ခအားလုံးရဲ့တန်လူတွေခါကြတော့လူ့ဘက်ကိုကြံ အရင်ဆုစေပြီးမြင်ရတာပေါ့လူလူဒီလက်ရှိချက်တီးကိုရုံထွက်လို့စေရှိရှိအော်တင်းကြီးအကြံပြီးမှဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်ရောက်ရခြင်းရှိရှိအဲ့ဒီလိုစီရတဲ့အတန်းချက်ကိုလက်ခံသလားလက်မခံဘူးလားဒါလည်းကျွန်တော်မသိနိုင်ဘူးဘာရဖြစ်နေအင်အားစုတွေကြားထဲမှာရှောင်နေတာပေါ့အဲ့တော့ဘလို့ဖြစ်ဖြစ်ကဘာအချက်ဒီမြန်မာအချက်ဒီဒီတစ်ခုရဲ့ထွက်ဖို့ထွက်လန်းဆိုတာကိုလူလူဒီစဉ်းစားနေလောက်ပြီးတယ် ပြည်ပနိုင်ငံတွေနဲ့ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေကတော့နာဆာကကျင်းပမဲ့ရွေးကောက်ပွဲဟာနာဆာကရဲ့နိုင်ငံရေးထွက်ပေါက်သားဖြစ်ကြောင်းယူဆလျက်ရှိပါတယ်။မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ကလည်းနာဆာကကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးဟန်ပြားတစ်ခုသာ ဖြစ်ပြီးရွေးကောက်ပွဲအစားအကြံဖတ်မှုတွေရစဲရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုသာဦးစားပေးလှုပ်ဆောင်တင်တယ်လို့ပြောကြားထားပါတယ်။ကရင်ပြည်သူ့ပါတီ KPP ဥက္ကဋ္ဌဒေါ်နန့်ခင် EU ကတော့ နာဆာကကျင်းပါမယ်ရွေးကောက်ပွဲဟာနာဆာကရဲ့ထွက်ပေါက်မဟုတ်ပဲပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်တယ်လို့ CNN သတင်းဌာနကပြောပါရယ်နာဆာက2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်းရွေးကောက်ပွဲကိုမြို့နယ်ပေါင်း330အနက်269မြို့နယ်မှာကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရတဲ့နိုင်ငံရေးပါတီအားနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်းပြောကြားထားပါတယ်။ဒါပေမဲ့နာဆာကကျင်းပမဲ့ရွေးကောက်ပွဲဟာပြည်သူလူထုကမဲမထည့်ပဲနိုးဖို့ဖြစ်မည်ကိုနိုင်ငံရေးပါတီတွေကစိတ်ပူလျက်ရှိနေပါတယ်။တခြားတစ်ဖက်မှာလည်းလက်နက်ကိုင်အဖွဲ့တချို့နဲ့မျိုးသားညီညွတ်ရေးအစိုးရ NUG ကနာဆာကကျင်းပမဲ့ရွေးကောက်ပွဲကို မပြတ်ပြတ်အောင်ဖျက်မယ်လို့ကြေညာထားပါတယ်။